ဖျားရှိခိုးခြင်းပါရမီ7ပါးလုံးဖြည့်ခြင်းရောက်ပါလေဥဇာပထမဖျားမရှိခိုးခြင်းတန်းရေချမ်းစီမီနတ်သားတို့ပူဇော်လိုက်ခြင်းကြောင့်ဒါနပါရမီ ဖြည့်ခြင်းလည်းရောက်ပါလေမမသီလခံယူဆောက်တည်ခြင်းကြောင့်လည်းသီလပါရမီဖြည့်ခြင်းလည်းရောက်ပါလေဖျားရှိခိုးနေစဉ်အခိုက်ဝင်ရာဂ လောဘဒေါသမောဟမာနစသည်တို့ကျင်းလွန်ခြင်းကြောင့်လည်းနိက္ခမပါရမီကို ဖြည့်ကျင်ရရောက်ပါတယ်။ဘုရားရှိခိုးနေကိမှာမမအောင်တတိထရွတ်ဆိုခြင်းပါဠိတော်ကိုရွတ်ဆိုနေခြင်းစင်ခြင်းနေခြင်းရွတ်ဆိုနိုင်သောအသိဉာဏ်တို့ပါလေပညာပါရမီကိုဖြည့်ကျင်ရရောက်ပါတယ်။ဈာမဏေတိနေ့စဉ်ဝမပြရအောင် ကြိုးစားပူဇော်ခြင်းဟာလေဝိရိယပါရမီကိုဖြည့်ခြင်းအရောက်ပါလေ။ဘုရားရှိခိုးနေတဲ့ခိုင်မှာညောင်ညာခြင်းပင်မခြင်းမှတ်ခြင်းကခြင်းစသည်တွေကိုတိခန့်နေခြင်းဟာလေခန္ဒီပါရမီကိုဖြည့်ခြင်းအရောက်ပါလေ။ဘုရားရှိခိုးပြီးတိုင်းဝင်ဥပမာတပိတော်သည်မေတ္တာတော်ကိုပူဇော်ပါ၏။ဤစကားသည်မှန်ကန်သောတစ္ဆာလည်းကဖြစ်ပါပေ၏ဟုတစ္ဆာပြုမယ်ဆိုရင်လည်းတစ္ဆာပါရမီကိုဖြည့်ခြင်းအရောက်ပါလေ။ ဖျားရှိခိုးနေစဉ်ခိုက်မှာကြိုတင်းပြီးအမခံထားမယ်ဆိုရင်ဥပမာတပည့်တော်သီမေတ္တာတုတ်ကိုကိုယ်ကောင်သက်စေပူဇော်ပါမိဖျားဟုကြိုတင်းပြီးအဋိဋ္ဌံထားမယ်ဆိုရင်လည်းအဋိဋ္ဌံပါရမီကိုဖြည့်ကျင့်ရပါတယ်ဖျားရှိခိုးပြီးတော့တတ္တဝါဒီကျမ်းမာပါတိချမ်းသာပါစေဘေးရန်ကင်းပါစေလူရန်ဆန္ဒမြတ်ပြည့်စုံပါစေဟုမေတ္တာပို့မယ်ဆိုရင်လည်းမေတ္တာပွားမယ်ဆိုရင်မေတ္တာပါရမီကိုဖြည့်ကျင့်ရပါတယ် ရရှိကပိမေတ္တာပွားခြင်းအခါမှာတတ္တဝါတွေကျမ်းမာပါသည်ချမ်းသာပါစေဒီဒုက္ခကင်းဝေးပါစေလို့မိသောပင်မေတ္တာပို့ဖို့သူကံနဲ့သူလာတာဖြစ်တဲ့အတွက်ကံတန်လင်းမိကံတန်လင်းအဖဖြစ်ပေတယ်။ငါမေတ္တာပို့နေပြီမလဲဘေးဒုက္ခကင်းခြင်းမှာကင်းမယ်ဆိုပြီးတတ္တဝါတွေပေါ်ချစ်ခြင်းမုန်းခြင်းသနာခြင်းဝမ်းသာခြင်းတို့ကိုဖေးဖယ်လိုက်မယ်ဆိုရင်ဥပိ္ပခပါရမီကိုပွားများရလေရောက်မှာဖြစ်ပါလေ။ ဗာလင်မြောက်တဲ့ဒီဘုရားရှင်ကိုပို့လို့ရင်အလွန်ကြီးမြတ်လာတဲ့အကျိုးကျေးဇူးတွေရှိပါတယ်။ဘုရားရှင်ဘုရားကညာနာသံမြေကိုပို့လို့ဖြစ်ပြီးတော့နိုင်ကံထိအောင်ပြုပေးပါတယ်။ဒါကြောင့်ဘုရားရှင်ကိုယ်တိုင်ဗာလင်မြောက်တဲ့ဒီရောက်အောင်ဘုရားရှင်ကိုပို့လို့နိုင်ရအောင်ဆက်နေတယ်။